အင်ချန်မီတွေကိုကြားဖြန့်ငွေတွေစီးဝင်နိုင်တယ်စက်မှုလုပ်ငန်းတွေစက်မှုဆောင်တွေကကြားဖြန့်ငွေတွေစီးနိုင်တယ်ဆိုတဲ့ဟာလေးပေါ့အဲ့ဒါဘာလို့ဆိုတော့ဒါကျွန်တော်တို့ special issue ဖြစ်သွားပါတယ်ပြောရရင်ဒီ issue ကတော့ရေးကြီးတယ်ကျွန်တော်တို့ဇီဝထဲမှာရှိနေတဲ့အင်ချန်မီကိစ္စတွေကကြားဖြန့်နေတဲ့ဆက်နွယ်နိုင်တယ်လို့သံသယရှိတယ်နော်ဒါကြောင့်မို့ကြားဖြန့်နေစီးဝင်လာနိုင်ရေးရှိတယ်ပိုးတောင်ဆက်စီးနိုင်တယ်ကြားဖြန့်ရတဲ့ငွေတွေတချို့တွေကအရင်ကဟို Bitcoin တွေဝယ်တယ်နောက်တစ်ခါဒီ USDT ဝယ်ထားတယ်အဲ့လိုလုပ်ကြတယ်ပေါ့ဒါပေမဲ့ အဲ့ဒီအနေမှာတချို့တွေကြတော့အဲ့ငွေတွေတချို့ဟိုလွင့်စင်ထွက်လာတဲ့အမုံမွားလေးတွေကြတော့အင်ချမ်းကြီးတွေမှာတော့ထည့်ထားတယ်ပေါ့။ဟိုဆိုအင်ချမ်းကြီးဈေးတွေကမကောက်ရဖြစ်လို့ဆိုဒါကြီးလည်းပါတယ်ပေါ့နော်။ဆိုတော့ဒါကြောင့်ဒါကိုကျွန်တော်သုံးသပ်ထားတယ်ပေါ့နော်။နောက်အင်ချမ်းကြီးထဲမှာကြားဖြန့်ငွေတွေစီးဆင်းနိုင်တယ်စက်မှုဆိုလို့မစီးနိုင်ဆိုတဲ့အတိအပယ်တော့လိုလိုလေးပါရှင်းရှင်းလေးပဲ။တချို့ဟိုအင်ချမ်းကြီးတချို့စက်ရုံအဟောင်းတွေကိုရောအဟောင်းတွေကိုဒီဒီကြားဖြန့်သမားတွေဆက်ဆက်တဲ့သူတွေလိုက်ပြီးငှားပြီးတော့အဲထဲမှာအင်ချမ်းအဲ့ဒါကိုငှားပြီးတော့အထဲမှာလာပြီးတော့လူတွေစုစုနေတာကွန်ပျူတာတွေပါဖြစ်တာ ဝယ်ပြီးတော့အဲ့မှာရန်ကုန်မြို့ရဲ့လူနေရာလူတွေမှာဟိုစက်မှုဆောင်တွေမှာစက်မှုဆက်အောင်လုပ်ငန်းလုပ်သူတွေလို့ဘာလို့ညာလူနဲ့ငှားပြင်းငှားပြီးတော့ချားဖြန့်လုပ်တဲ့လူတွေဟိုတယ်တွေကိုငှားပြီးဟိုတယ်ရဲ့အခန်းတွေအပြတ်ငှားပြီးတော့ချားဖြန့်လုပ်တဲ့လူတွေတီးတဲ့အိမ်ယာတွေကိုငှားပြီးတော့ချားဖြန့်လုပ်တဲ့လူတွေတခါတလေရှိလို့ဝယ်ပလိုက်တာလူတွေ FMI City လို့ဟာမျိုးတွေပေါ့ဗျာတီးတဲ့အိမ်ယာတွေဝယ်ပလိုက်တာလူတွေပြီးရန်ကုန်မြို့မှာတီးတဲ့အိမ်ယာစီမံကိန်းအတကြီးတွေပေါ်လာတာလူတွေဟိုဟာဒါတော့ အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့เนาะထုံးစံအတိုင်းပဲဗီဒီယိုဖိုင်အပိုင်းစာလေးကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ကိုပဲအရင်ဆုံးနားထောင်ကြည့်လိုက်ရအောင်เนาะဒီပဲစာမီတာဘာတန်ရရရှင်ရောအပြတ်ငါးပြီလာကြည့်ရပါတယုံတော့အပြတ်ငါးလိုက်တာပါဘာကားဘာကားကိုဘာကားလဲနော်ပြောရလားဘာ ဒီဗီဒီယိုဖိုင်လေးကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်မင်္ဂလာပါနော်ကိုရီးယားနိုင်ငံသားမှရောက်နေတော့နိုင်ငံသားရောက်နေတဲ့လူတွေကိုအမေးအများဆုံးမေးကုန်ပါနော်အာဒါမဲ့အင်္ဂလိပ်လိုတိတ်မကျွမ်းလို့ဗမာလိုပဲဖြေလိုက်မယ်နော်ဒီနိုင်ငံမှာအမေးအများဆုံးနင်တို့ကဘာနိုင်ငံသားတွေလဲတဲ့နင်တို့ကဘာနိုင်ငံသားတွေလဲဆိုတော့ဂျမတို့ကနော် ဆိုရှယ်မီဒီယာပေါ်မှာ fake post လိုမျိုးဆိုရှယ်မီဒီယာပေါ်မှာအသေးတွေ like တွေပေးမိလို့ရှိရင်1000နှစ်ချာပြီးတော့ပါတီဆိုင်ပုတ်တစ်ခုပြုတ်ကြလို့ရီးမိရင်လဲ1000နှစ်ချာတဲ့နိုင်ငံမှာနေပါတယ်လို့နော်အဲ့ဒီနိုင်ငံသားတွေပါမြန်မာမာလေးပါရှင် I come from Myanmar မြန်မာမာလေးပါရှင်ကိုအောင်ရဲ့ဗီဒီယိုဖိုင်လေးကိုပဲဆက်နားထောင်ကြည့်လိုက်အောင်နော်ပြည်သူလူထုကိုလူဘာဝအကြမ်းဖက်လို့အမရဘူးမင်းတို့စစ်အာဏာရှင်တွေအတွက်ဝါဒဖြန့်ချီရေးရုပ်ရှင်မရိုက်ပေးလို့အမှုပညာရှင်တွေကိုဖမ်းတယ်ဆိုတော့မင်းတို့တော့အောက်တန်းကြတဲ့အာဏာရှင်ကဘာမှမရှိဘူးနော်ကဘာမှာစစ်အာဏာရှင်တွေအများကြီးပေါ်ခဲ့ပြီးတယ် ကဘာမှာရုပ်မာတယ်ရိုင်းဆိုင်တယ်ရက်ဆက်တယ်အောက်တန်းကြတယ်ဆိုတဲ့စစ်အာဏာရှင်တွေအများကြီးပေါ်ခဲ့ဘူးတဲ့မင်းတို့မြန်မာနိုင်ငံကစစ်ခွေးမင်းအောင်လိုင်းလောက်အောက်တန်းကြတဲ့စစ်အာဏာရှင်အာဏာယူကဘာမှာမရှိသေးဘူးမင်းတို့ကစစ်အာဏာရှင်ကိုခံယူတာချင်းတူရင်တောင်မှလေကဘာမှာတကယ်အောက်တန်းအကြဆုံးအဆုတ်အပြတ်ဆုံးအယုတ်အညံ့ဆုံးမင်းမရှာအချောက် လောက်တောင်မှတန်ဖိုးမရှိတဲ့ကောင်တွေအဲ့ဒါလို့ပြောလို့ LGBT တွေသူကနစ်နာဆရာဖြစ်အောင်မယ်တကယ် LGBT အစ်စ်တွေကတကယ်ကိုတက်သည့်ကိုတိတ်ခါနဲ့အမတန်ပြည်စုံတဲ့ LGBT တွေပြအဲ့တော့မြန်မာနိုင်ငံကစစ်ခွေးတွေကိုမေကိုလိုးတွေတရွှေတစ်မျိုးလုံးကိုကိုကိုပြန်လိုးမဲ့ကောင်တွေဘယ်လိုဆဲလို့ဆဲရမှန်းအောင်မသိတော့တော်တော်အောက်တန်းကြတဲ့ခွေးမသားတွေအဲ့တော့ဒီနောက်ဆိုရင်ကျွန်တော်တို့မြန်မာပြည်သူလူထုအားလုံး နားလေသဘောပေါက်တင့်ပြီဒီစစ်အာဏာယူစစ်ခွေးတွေဟာသူတို့အကျိုးစီးပွားအတွက်ဆိုရင်တနိုင်ကံလုံးကိုလည်းမီးလောင်ပြာချဘဒုကိုမစုဘာမစုအကုန်လှုပ်ရဲတယ်ဆိုတာပေါ်လွင်နေပါပြီအဲ့ဒီတော့ကျွန်တော်တို့မြန်မာပြည်သူလူထုတွေငြိမ်မနေကြပါနဲ့တော့ကြောက်မနေကြပါနဲ့တော့မှတ်ထားလောကမှာလူဆိုတာလေစပလိန်လိုပဲပြည့်ရင်ပို့ပြီးပြည့်တယ်ကျွန်တော်တို့ကံအားနဲ့ကံမတာလင်ကျွန်တော်တို့ကိုဖိနေတဲ့လူတွေအလုံးလွင့်စင်ထွက်သွားမှာဖြစ်တယ်အလုံးတောက်နေပါနဲ့တော့ရုံထဖို့အချိန်တန်ပြီ ကိုသူကြော်ရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်အောင်နော်မိတ်ငွေလာမပေးနဲ့တော့နိုးကြိုက်ဘူးအာနာရီလာမကုန်းနဲ့နော်နိုးလက်မခံဘူးမင်းတို့အမိတ်ငွေအာနာရီမကြိုက်ဘူးမဒေါ်လာကြီးလာချုပ်ပြီးတော့ကွာလို့ဒေါ်လာကြီးရဟောချုပ်ရဲ့ပြောလေပြောထားရှိတဲ့စကားလုံးလေးဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ဒေါ်လာရေးလုပ်နေကြတဲ့လက်နက်ကင်လန်းမှုကိုရွေးချယ်ခဲ့ရတဲ့ကျွန်တော်ရဲ့ဒီကူမော်နမတွေကိုကျွန်တော်အကြံပေးချင်တာကတော့အမိတ်အနာဆိုတဲ့အထိတ်ဘယ်ကိုပုံမူနားလေအောင်လေ့လာကြဖို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်။အဲတခါတည်းကျွန်တော်ဒီဒီဖိုင်မှာပြောချင်တာကတော့ဒေါ်လာရေးနဲ့ပတ်သက်ပြီးတော့ဒါဟာနောက်ဆုံးအကြံပေးချင်ဖြစ်ပါတယ်။နောက်ဆုံးဝေဖန်ထောက်ပြချင်ဖြစ်ပါတယ်ခင်ဗျာ။ နောက်နောက်ဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့ဘယ်တော့အခါမှအဲဒီဘက်ခေတ်စကားနဲ့ပြောမှဆိုတော့အာမချောင်းတော့ဘူးဆိုတော့အကြောင်းကိုလည်းတခါလဲအပြီးပြီးပြပြရစီအာမင်းကဘာမလို့ဒါမိုးတွေလာပြတာတော့ဆိုတော့ကျွန်တော်ကိုချစ်နေသေးတဲ့ငွေချင်းတွေမိတ်ဆွေပြီးသူအချို့တွေချစ်နေသေးတဲ့အတွက်ကျွန်တော်ကတခါလဲပြောခဲ့တာဖြစ်ပါတယ်တနက်ကန်ရန်ကုန်ကိုရွေးချယ်ထားကြတဲ့ဒေါ်လာရေးလုံနေကြတဲ့ကျွန်တော်တို့ရဲ့ဒီကိုမောင်မမတွေကိုပြောချင်တာကတော့ပုံမူနားလေအောင်လို့ လေ့လာချဖို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်ကျွန်တော်တို့အခုလက်ရှိတော်လန်နေတဲ့နိုင်ငံတော်အစ်စ်စစ်တပ်ဖြစ်ပါတယ်ခင်ဗျအဲ့တော့စစ်တပ်ဟာစစ်တပ်လို့မနေထိုင်လို့စစ်သားဟာစစ်သားလို့မနေထိုင်ကြလို့ကျွန်တော်တို့ပြည်သူတွေဟာလက်နက်ကင်လမ်းကိုရွေးချယ်ပြီးတော့တော်လန်ရေးလုပ်နေကြတာဖြစ်ပါတယ်ဒါပဲအဲ့တော့နိုင်ငံတော်အစ်စ်ရှိတဲ့စစ်တပ်နဲ့ရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာသူတို့နဲ့ရင်ပေါင်းတန်းနိုင်ဖို့ ိုအပ်ပါတယ်။အဲဒီတော့အဲ့လိုရင်ပေါင်တန်းနိုင်မှုဆိုရင်ကျွန်တော်တို့ဟာလေစစ်သားတယောက်ဖြစ်နေဖို့လိုအပ်ပါတယ်။စစ်သားတယောက်ဖြစ်နေဆိုရင်လေအမိတ်နာခံတက်ဖို့လိုအပ်ပါတယ်ခင်ဗျာ။အမိတ်ဆိုတာကတော့ကျွန်တော်တို့မှန်ကန်သောတိကျပြတ်သားသောတရားမျှတသောအမိတ်တွေကိုဆိုခြင်းဖြစ်ပါတယ်။ဒုကြစကလုံးကအမှန်စကားကအကက်ပြောမှဆိုလိုပါ။အဲ့တော့ကျွန်တော်တို့ဟာစစ်သားတယောက်လိုနေထိုင်ဖို့လိုအပ်ပါတယ်။ ဟာငါတို့ကဒေါ်လာရေးလုတ်ဖို့လာတာစစ်သားလုတ်ဖို့လာတာပေါ့ဘူးလို့ခံယူနေတဲ့ွေခင်ဗျားတို့စစ်သားတယောက်မဖြစ်တဲ့ွေဘယ်တော့မှစီလုံးခြင်းတွေမိတ်နာခံခြင်းတွေရှိလာမှာမဟုတ်ပါဘူးအဲ့တော့ဆိုကြပါလို့ကျွန်တော်တို့ဒီမှာအင်အားငါးသိန်းရှိတဲ့စစ်တပ်ကိုရှင်းပေါင်းတက်နိုင်လို့ဒီဘက်ကလည်းအင်အားငါးသိန်းရှိတဲ့စစ်တပ်ဖြစ်နေမှုလိုအပ်တယ်ဥပမာပြောတာနော်အဲ့တော့ဒီဘက်ကစီကံနေနေတဲ့စစ်တပ်ကိုနိုင်ရင်လည်းဆိုရင်ဒီဘက်က ီကန်ရှိတဲ့စစ်တပ်ဖြစ်ဖို့လိုအပ်ပါတယ်ခင်ဗျာအဲ့လိုစီကန်ရှိတဲ့စစ်တပ်ဖြစ်ဖို့ဆိုရင်လေတတိတပံတမှုပေးလို့ရတဲ့ဤဘုတ္တမတော်တရက်ပေါ်ထွက်လာဖို့လိုအပ်ပါတယ်ခင်ဗျာအဲ့လိုပေါ်ထွက်လာလို့ဆိုရင်ကျွန်တော်တို့လူကတိုင်းတက်ဖွဲ့ပြီးပကဖားပြီးပီရက်တွေပေါ့နော်အမျိုးဥဒေါ်လာကြီးမှာပေါ်ပေါက်လာခဲ့တဲ့လူငယ်တွေအားလုံးပေါင်းစည်းထားတဲ့ပြည်သူတက်မတော်တရက် တသေးတပံတမိန်နဲ့ပြေးလို့ရမယ်တက်မတော်နော်ပြီးပြီးတက်မတော်အဲ့လိုဖြစ်ပြီဆိုမှသူခင်ဗျားတို့ကျွန်တော်တို့လက်တွဲနေတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ရေမောင်တန်းပြီးတော့စကားပြောလို့ရမှာဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်တို့လူချင်းနဲ့ဖက်ရွယ်ကလည်း level တန်းပြီးပြီးတော့ပြောလို့ရမှာဖြစ်ပါတယ်အခုကျွန်တော်တို့ဒေါ်လာကြီးလုတ်ပြီးတယ်ကျွန်တော်တို့ရဲ့အညီကောင်မောင်တို့ဟာဘာကဖားတွေ PDF တွေလိုကေတိုင်းတစ်ဖွဲ့တွေဘာဖွဲ့ညာဖွဲ့တွေကွဲပြားနေတဲ့အတွက်တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း အများတို့အပေါ်ကိုလေးစားမှုနဲတာဖြစ်ပါတယ်။ယုံကြည်မှုနဲတာဖြစ်ပါတယ်။ဒါဟာသူတို့ကိုချင်းအပြစ်ပုံချလို့မရပါဘူး။အဲ့တော့ကျွန်တော်တို့ဤသူတက်မတော်တရက်အမြန်ဆုံးပေါ်ထွက်လာဖို့လိုအပ်နေဖြစ်ပါတယ်။အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့မင်းကပကဖမှု၊မင်းကပလဖမှု၊မင်းကပီရက်မှု၊လိုကေတရက်တစ်ခွက်မှု၊တခြားတော့တရင်တစ်ခွက်ကမှုဆိုတော့ဒီလိုငါတမင်းနဲ့ ကိုယ်ဖွဲ့အကူအမိန်ပေးသူ့ဖွဲ့သူ့အမိန်ပေးဆိုတော့စနစ်နဲ့သာရှေ့ဆက်ပြီးတွားမယ်ဆိုရင်ကျွန်တော်တို့ဒေါ်လာကြီးဟာပျောက်ကြားစနစ်ပဲရပါလိမ့်မယ်။နောက်နောက်မြေသိန်းတွေစခန်းသိန်းတွေပြုလုပ်ဖို့ဆိုတာတပေးတပံတမိန်နဲ့တွားမှသာလေအောင်မြင်မှာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ကျွန်တော်တို့အခုလက်ရှိတိုင်းပြည်ဝင်နေတဲ့ညီမမဟာမိတ်တွေဖြစ်တဲ့တိုင်းသာနာကံဒီနဲ့ရင်မောင်တန်းပြီးတော့စကားပြောနိုင်လို့နောက်ပြီးတော့ကျွန်တော်တို့ရဲ့ရန်လူဖြစ်တဲ့အာနာရှင်စစ်တပ်နဲ့ရင်မောင်တန်းပြီးတော့တိုက်ပွဲဝင်နိုင်ဖို့အတွက် ဤသူတမတော်တရက်အမြန်ဆုံးပေါင်းစည်းပြီးတော့ပေါ်ထွက်ဖို့လိုအပ်လာပြီလို့ပြောချင်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ဒီလိုမှတမန်နဲ့ရှေ့ဆက်သွားမယ်ဆိုရင်တော့ဒိုင်းနာလာနဲ့ကန်ဒီကလည်းကျွန်တော်တို့အပေါ်ကိုလေးစားမှုယုံကြည်မှုပြီးပို့ပို့ပြီးတော့နေပါလာပါလိမ့်မယ်အဲ့ဒီရဲ့အကျိုးဆက်ဟာကျွန်တော်တို့ဒေါ်လာဟစ်အတွက်လည်းမကောင်းသလိုဒိုင်းနာလာနဲ့ကန်ဒီအတွက်လည်းကောင်းလာမှာမဟုတ်ပါဘူးအဲ့တော့အများဆုံးပဲဒီလိုတမတော်တရက်ပေါ်ထွက်လာဖို့ကြိုးစားကြဖို့ကျွန်တော်ကအကြံပေးချင်ဖြစ်ပါတယ် ကျွန်တော်ပြောနေတဲ့စကားလေးနဲ့ဆုံးသက်ပါမယ်စစ်သားဟာစစ်သားလို့မနေထိုင်တဲ့ရွေ့ဘယ်တော့မှတော်လန်ရေးကြီးမပြီးဘူးမှအပါအတာဘောမှာအကျော်မျိုးမရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောကြည့်လိုက်ရအောင်နော်အင်ဂျင်နီယာကိုကြားဖြန့်ဝင်နေစီးဝင်နိုင်တယ်စက်မှုလုပ်ငန်းတွေစက်မှုစုံတွေမှာကြားဖြန့်ဝင်စီးနိုင်တယ်ဆိုတဲ့ဟာလေးပေါ့အဲ့ဒါဘာလို့ဆိုတော့ဒါကျွန်တော်ရဲ့ special issue ဖြစ်ပါပါတယ်ပြောရရင်ဒီ issue ကတော့ရေးကြည့်တယ်ကျွန်တော်ဇီဝတ်ထဲမှာ ရှိနေတဲ့အင်ချမ်းမြေကိစ္စတွေဟာကြားဖြတ်နေတဲ့ဆက်နွယ်နိုင်တယ်လို့သံတရားရှိတယ်နော်။ဒါကြောင့်ကြားဖြတ်နေစီးဝင်လာနေရင်ရှိတယ်။ပိုတော်ဆက်စီးနေတယ်ကြားဖြတ်ရတဲ့ငွေတွေတချို့တွေကအရင်တော့ဟို Bitcoin တွေဝယ်တယ်နောက်တစ်ခါဒီ USDT ကိုဝယ်ထားတယ်အဲ့လိုလုပ်ကြတယ်ပေါ့။ဒါပေမဲ့အဲ့ဒီအနေမှာတချို့တွေကြတော့အဲ့ငွေတွေတချို့ဟိုလွန့်စင်ထွက်လာတဲ့အမှုံမွားလေးတွေကြတော့အင်ချမ်းမြေတွေမှာတော့ထည့်ထားတယ်ပေါ့။အဲ့ဒါအင်ချမ်းမြေဈေးကြီးကမကောင်းလို့ဖြစ်လို့ဆိုတာဒါကြီးလည်းပါတယ်ပေါ့နော်ဆိုတော့ဒါကြောင့်ဒါကိုကျွန်တော်သုံးသပ်ထားတယ်ပေါ့နော်။အဲ့အင်ချမ်းမြေထဲမှာ ကြားဖြန့်ငွေစီးဆင်းနိုင်တယ်စက်မှုဆိုလို့မစီးနိုင်ဆိုတော့အတိတ်ပဲတော့တော်တော်လေးပါရှင်းရှင်းလေးပဲတချို့ဟိုဟာ HIV တချို့ဆက်ယုံအဟောင်းတွေကိုရောအဟောင်းတွေကိုဒီဒီကြားဖြန့်သမားတွေဆက်ဆက်တဲ့သူတွေလိုက်ပြီးငှားပြီးတော့အထဲမှာအင်ဂျင်နီယာငှားပြီးအထဲမှာလာပြီးတော့လူတွေစုစုနေတာကွန်ပျူတာတွေပါဖြစ်တာဝယ်ပြီးတော့အဲ့မှာရန်ကုန်မြို့ရဲ့လူနေရာမြို့တွေမှာဟိုဆက်မှုဆောင်တွေမှာဆက်ယုံလုပ်ငန်းလုပ်သူတွေလို့ပါလို့ညာလူနဲ့ငှားပြီးငှားပြီးတော့ကြားဖြန့်လုပ်တဲ့ဟာမျိုးတွေဟိုတယ်တွေကိုငှားပြီးဟိုတယ်တွေအခန်းတွေအပြတ်ငှားပြီးတော့ကြားဖြန့်လုပ်တာမျိုးတွေတည်တဲ့အင်ယာတွေကိုငှားပြီးတော့ ကြားပြန်လို့ရတယ်တခါတလေတချို့ကို web လိုက်တာမျိုးတွေ FMI City လို့ဟာမျိုးတွေပေါ့ဗျာပြီးသက်အင်ယာတွေ web လိုက်တာမျိုးတွေပြီးရန်ကုန်မြို့မှာပြီးသက်အင်ယာစီမံကိန်းအတကြီးတွေပေါ်လာတာမျိုးတွေဟိုဟာတော့ဒီတခြားအင်ယာစီမံကိန်း project တွေပေါ့အဲ့ဒါမျိုးတွေပေါ့အဲ့ဒါမျိုးတွေမှာဆိုရင်ဒီကြားပြန်တဲ့ပတ်သက်တဲ့ media ကြီးဝင်နိုင်တယ်လို့ကျွန်တော်တို့ကတော့ဟိုတကယ်နားလေတချို့တဲ့သူတွေကဒီချက်ထောက်ပြထားပါတယ်ဒါကကျွန်တော်တို့ရဲ့ဟိုစိတ်ဝင်စားဖို့ကောင်းတဲ့တင်ကြောင်းလေးကိုဦးဇင်းကြီးကဒီနှစ်ပတ်လေဟိုအားထဲမှာသူပြောတဲ့မိန့်ကုန်းလေးတွေကစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေတစ်ချက်တစ်ချက်ကတော့ဘာကြီးလဲဆိုရင်တင်းချက်က တင်ရသာတဲ့ကိစ္စကိုသူစိတ်ဝင်စားပြောပါတယ်။မြော်မြော်တင်ရတဲ့ပစ္စည်းထုတ်ဆောင်တာကိုသူကန့်တတ်ပါတယ်တဲ့။ဒီလုပ်ငန်းတွေကိုလုပ်ဖို့လည်းအချိန်မပြူပါဘူးဆိုပြီးသူပြောပါတယ်။ပြောပြောလို့ပေါ့နော်။ဆိုတော့သူတင်ရတဲ့ပစ္စည်းကိုကန့်တတ်ကူမအောင်ပါဘူးတဲ့။အရင်ကတည်းကသူတင်ရတဲ့ပစ္စည်းသူမကြိုက်ဘူးတဲ့။ထုတ်ဆောင်တာ။တင်ရတဲ့ဆိုတာကုန်ရတယ်တဲ့။ကြာရင်တင်ရတဲ့အစားထိုးနိုင်တဲ့ပစ္စည်းတင်ရတဲ့ဆိုတာအစားထိုးနိုင်တဲ့ပစ္စည်းမျိုးမထုတ်အစားပစ္စည်းမဟုတ်ဘူးဆိုရင်တိုင်းပြည်ကတိကျနေနေတာပေါ့ဗျ။ဒါကိုသူရှင်းအောင်သူပြောပါတယ်။အဲ့ဒါကြောင့်တင်ရတဲ့ထုတ်တော့သူမထောက်ခံဘူးလို့သူပြောတယ်။နောက်တစ်ခုက ဒါပေမဲ့တိုးတော့လေတော့ renewable တည်ထားလို့ရှိပါတယ်ဥမာပြတက်တော်တယ်ဆိုလို့ရှိရင်တစ်တိခုတ်ရဲဒါပေမဲ့ပြန်ဆိုင်လို့ရတယ်ဆိုင်နဲ့ခုတ်တယ်ခုတ်နဲ့ဆိုင်တယ်ပုံစံမျိုးလုပ်ရင်တော့ဒါရတယ်ပေါ့ငါဆိုရင်လေငါမျိုးစိကိုမွေးတယ်ဒီဘက်ကဖမ်းပြီးစားတယ်မွေးတယ်ဒီလိုနဲ့တောက်လို့ရတယ်ပေါ့နော်မျိုးမျိုးတော့တရားတည်ထားတယ်ကိုထုတ်ရောင်းတာမျိုးတွေဒါမျိုးတော့သိမလုပ်ချင်ဘူးဆိုတော့ထုတ်ထုတ်ပြောလာတယ်ပေါ့နော်နောက်တစ်ခုကသဘောတမ်းဝင်ကိစ္စလေးဆိုဒီနေ့ထည့်ပြောပါတယ်သဘောတမ်းဝင်ကိစ္စလေးသဘောတမ်းဝင်အတိုက်ကသဘောတမ်းဝင်ကလက်ရှိမြန်မာမှာရှိနေပြီးသား24နေပြီးသားသဘောတမ်းဝင်နေရာတွေကအဲ ုံခန်းလူမျိုးပါဖြစ်နေပြီပေါ့ဗျာဒါပေမဲ့မြန်မာကံကောင်းပါတယ်တဘာတောင်းဝိတ္တအတိကြီးပေါ်တော့ကြီးမြန်မာလက်ထက်မှာပဲတော်တော်တောင်းဝိတ္တအတိကြီးတော်တော်ကြီးတယ်လို့ပြောတယ်အဲ့ကောင်သတိမထုတ်ပြန်ဘူးလောင်းအောင်လုပ်ထားတာတော်တော်ကြီးတယ်လို့ပြောတယ်အဲ့အဲ့လောကသားကောင်းကောင်းသိတယ်စောင်းရင်လောကသားကောင်းကောင်းသိတယ်စောနာသူပြောတာနော်တဘာဝအတငွေတဘာဝအတန်ဇာတလေးနော်မယောင်းချင်ဘူးလို့ပြောတာကလူချားကောင်းအောင်အတန်ဟိတ္တ ။သဘောတောင်းဝင်တိုက်အကြည့်အတိအကြည့်တစ်ခုကိုတွေ့ထားတာရှိရဲဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်ကျော်သုံးနှစ်လောက်တည်းကျွန်တော်ကြားပါတယ်။ဘာလို့လဲဆိုတော့ဘုံကြီးတက်လာပြီးတော့နောက်တစ်နှစ်ကျော်မှတက်လာပြီးတစ်နှစ်အတွင်းမှာစပြီးတော့ကြည့်တောင်းဝင်တိုက်အတိအကြည့်ကိစ္စကိုသတင်းစာထုတ်ပါတယ်။ထွက်လာတော့ကျွန်တော်တို့တော့27မှာနှစ်ကုန်မဲ့လောက်စသတင်းထုတ်တယ်။27မှာကျွန်တော်တို့သတင်းတော်တော်ကြားရတယ်။ဒါပေမဲ့ကျွန်တော်တို့အများကြီးပြောသေးတယ်။တစ်ခေါက်ကျွန်တော်ပြောဖို့ခင်မယ်လို့ဆိုယူဆတယ်။တိုက်တောင်းဝင်တိုက်အတိအကြည့်တော်တော်ကြီးတယ်။တော်တော်ရှင်းမထွက်ခဲ့တာလေတော်တော်ကြီးရည်တခုတွေးထားပါလေလို့သိရတယ်။အဲအဲဒါဝိဒ်တိုက်အသေးကိစ္စကိုသူကိုယ်ဒီနေ့နှုတ်ကထုတ်ပြောပါလေ။ဒါဝိဒ်တိုက်အသေးကြီးတွေးထားတယ်။အဲ့ဒါကြီးဒါပေမဲ့ ဲ့ဒီဓာတ်ဝတ္ထုကြေးတူဖို့မို့2029 28ကြမှာတာလီထုတ်ယူသုံးစနေမှာဖြစ်တယ်အဲ့ဒီဓာတ်ဝတ္ထုအဲ့တော့အဲ့ကြိုင်နော်ဒီဓာတ်ဝတ္ထုကဘလို့သုံးလဲပေါ့မြန်မာနိုင်ငံအတွက်သူဘလို့သုံးလဲဆိုတာမျိုးသူစဉ်းစားလိမ့်မယ်သူ plan ချရတယ်ယူစားတယ်နောက်သူ့နောက်မှာစက်ခံမဲ့သူတွေ plan ချမယ်ယူစားတယ်အဲ့တော့ဟိုဓာတ်ဝတ္ထုဆိုတော့ပြောရရင်တော့ ကုံသွားနိုင်ရေပေါ့တိုးတော့လည်းမထုတ်ခဲထားရင်လေတန်းကိုရမရဘူးလေအဲ့တော့တန်းကိုရထုတ်အောင်ပေါ့ထုတ်ပြီးတော့တုံးပေါ့ဘာလို့ကဘာကြီးမှလည်းတန်းကိုထုတ်တုံးမကြတာအကုန်လုံးဆိုတော့အဲ့တော့ဒါကတော့တစ်ချက်ပေါ့နော်ဆိုတော့ तू ထုတ်တော့ရပေါ့တော့ဒါပေမဲ့တန်းကိုကြောက်တာဘယ်လိုများလဲဆိုရင်တော့ तू ဒီချက်ရယ်ထုတ်တုံးလို့ကုံသွားတဲ့အရာတွေဖြစ်တယ်ပြန်ရနိုင်မှာပေါ့အဲ့တော့ဒါပေမဲ့တိုးတော့လည်းဒီချက်ရယ်ထုတ်တုံးမှုလည်းထုတ်တုံးရမယ်တော့ तू ပြောပါတယ်နောက်တစ်ခုကဒီလှည့်လေတော့လာရင်လည်း तू ပြောင်းပြောင်းပေါ့နော်ပြောင်းလုပ်ငန်းနဲ့ပတ်သက်တဲ့နေရာရှိလေရောပေါ့ပြောင်းလုပ်ငန်းကို तू ပြောချင်မှာပြောင်းအစားကိုအဲ့လိုဆုံးသမီးလေဘာကြောင့်မှသူတည်ပြောင်းအောင်တော့အားပေးရမယ်ဟာပဲဆိုပြောင်းပြောင်း ပြောင်းလုပ်ငန်းပေါ့ပြောင်းထုတ်လို့ပြောင်းဆိုင်ပြုတ်ထုတ်လို့ပြီးတော့နိုင်ငံတင်ပို့တဲ့ဟာတော်တော်အားပေးရမယ်ဆိုတော့နားလည်ပါလို့ဆိုတော့သူပို့ပြီးတော့အားပေးလာတယ်ခုဆိုသူတော်အားပေးတယ်ဆိုတော့ပြောရတယ်တွေ့ရတယ်ပေါ့နော်ဒါကသူသူပြောတော့ရင်တွေ့ရတယ်ပြောတာပါအဲ့တော့ ဒီကိုယ်ရေးသမှုတွေတဲ့မပွဲမှာတော့သူဒါတခြားသောဟိုအရင်းနဲ့လည်းဒီကန်းပြာကန်းတွေကိုလိုက်ကြည့်ပြီးတော့ကိုယ်နိုင်ငံအခြေအနေသူသဘောပေါက်လေ့လာခြင်းသဘောရှိပါတယ်ပြီးတော့သူရင်းနှားမှာလည်းနာမည်ကျော်တတိကြီးနာမည်ကျော်လူကန်းရှင်တွေနာမည်ကျော်အာဟိုစီဝိုင်းသမားတွေအကုန်လုံးသူနားမှာအများကြီးပါပဲဒီဆိုရင်တော်တော်များလာကြတယ်လို့ပြရတယ်တော်တော်များလာကြတယ်တကယ်ဒီနိုင်ငံတတိကြီးစီဝိုင်းလူကန်းရှင်အကုန်လုံးအဲဒီလာကြတယ်ပြရတယ်ကျွန်တော်ကစေဝန်သားတာပေးရလူတွေလာကြသလားပေါ့နော်ကျွန်တော်စေဝန်သားကြည့်ပါတယ်ဟိုလေ့လာကြည့်ပါတယ်မေးကြည့်ကြည့်ပါတယ် ဘယ်ကလူတွေလာရလို့သိရပါတယ်ဘယ်လောကလူတွေလာရလို့သိရပါတယ်ဆိုတော့ဒါပြောသူဒီသနာစုကြီးစီကိုသူကိုယ်တိုင်တက်လာတဲ့အတွက်သူအသိဉာဏ်ကရောတခြားဘာကွာရောနိုင်ငံတကာတာမန်ဖွဲ့စည်းတွေကရောဘာပြောသူတက်လာတဲ့အတွက်ပို့ပြီးတော့အသိအဒီပွဲခန္ဓာပို့ပြီးတော့ကြီးမားသွားတယ်ပေါ့ပြီးတော့လူစုံသွားတယ်ပေါ့မဟုတ်ရင်ဟိုဟိုလူကမလာခြင်းဒီလူကမလာခြင်းနဲ့ဖြစ်တတ်တယ်ပေါ့နော်ဒါတွေကတခြားဖြစ်တယ်ဆိုတော့ဒါပေမဲ့ကိုကတော့လူတော်တော်စုံသွားပါတယ်စုံသွားပြီးတော့သူတော်တော်လေးဒီရောက်လာပြီးတော့သူတော်တော်လေးအချိန်ကြာနေပြေးသွားပါတယ်အချိန်ပြေးတော်တော်ပြေးသွားပါတယ်တော်တော်ပြေးသွားတယ်လို့သိရတယ်ဒါဆို တနာရက်ညီ3နာရီအထိစရိုက်အချိန်ပြီးသွားတယ်3နာရီအထိတော့မဟုတ်တကယ်တော့တနာရက်ညီ6နာရီ7မိနစ်55မိနစ်အထိဆိုတော့စုစုပေါင်းတူနေရောတာအဲ့အဲ့ဒီအထဲမှာတူနေရောတာနော်တနာရက်ညီ6နာရီအဲထိပဲထားပါတော့နော်စုစုပေါင်း3နာရီကျော်တူနေပြီးတော့ကျင်းပတာတော့ဒီလူသားကြောင်းရောမကြောင်းလမ်းပေါ်လူသားကတည်းကလူသားဆိုင်မှာကျင်းပတာနော်အဲ့တော့ကျင်းပတာအဲ့တော့ဘာပြောသူ့ရဲ့ဒီဒီစီးပွားရေးပုံမှန်အောင်စုစိုက်မှုလေးကိုလည်းတွတ်တွေ့ရပါတယ်တွတ်တွေ့ရပါတယ်ဒါလေးတစ်ခုတွေ့ပြရပါပြီးတော့ သူ့နားမှာလည်းကနာမည်ကျော်တစ်သိရင်ရှိတယ်ဆိုဥပမာဆိုရပါစို့ဟိုကမ္ဘောဇာနိုင်ငံကြီးဥက္ကဝင်းဆိုလို့ရှိရင်ဘေးနားမှာတွေ့ရတယ်အဲသူဆိုရင်ဗောလုံးအသင်းကိုသူဆိုရင်စုအများကြီးကြီးနေတယ်ဘာလို့သူကငိုရဲတာမျိုးဆိုရင်ထိတ်ဆုံးကနေကြီးနေတာလူငယ်တွေကိုအဆန်ဟိုဒီစုကြီးကြီးမြင့်မှုစုကြီးမြင့်တာအောင်ပွဲရတဲ့လူငယ်တွေကိုကြီးမြင့်တာကတကယ် special လုပ်တာဟိုပြီးခဲ့တဲ့လောကလည်းဟိုနိုင်ငံသားသွားပြိုင်နေစုရတဲ့လူဖွဲ့ကိုခေါ်ပြီးတော့မှတောင်ကြီးမှာမြေပွက်တွေပေးတာ အဲ့လိုအောင်လုပ်တာဆိုတော့ဒါကြောင့်သူစင်ပေးပါသူကစုချအောင်ပါကိုယ်ကပုံရုံးကြီးတိတ်တော်စုချင်းနေတယ်ဒါသူကပြီးရင်လူငယ်တွေကဘယ်လောက်ချင်းနေလိုက်ကွာဆိုတော့သူလုံးလိမ့်မယ်ပြအားဆိုတော့ तू အဲ့လိုအောင်ဖြစ်တယ်ပြီးတော့ဘလို့ဘကြောင့်ဥက္ကရာဥစုစော်လဲသူချင်းပြနေလို့ယူစားတယ်အဲ့တော့အကုန်လုံးရှိသမျှတတိယအကုန်လုံးကဒီလူငယ်လေးတွေဝိုင်းပြီးချင်းပြကြပါလိမ့်မယ်အဲ့တော့ဒီလူငယ်တွေအကုန်လုံးဒီလူငယ်တွေဒါအောင်ပွဲရဲ့အသီးပွင့်ရပါလိမ့်မယ်နော်ဒါကတော့ကျွန်တော်ကုံစက်မှုအသိချုပ်ဟာတွေရောဟိုဒီဘက်ကယူဆက်ကွန်ဟာတွေကိုကျွန်တော်နှစ်ခုလုံးတစ်ခုလုံးပေါင်းပြလိုက်တာပါနော်ဆိုတော့ဒါတစ်ခုပေါ့နောက်တစ်ခုကဒီနေ့အာ တရားသတင်းတွေပါပြောခြင်းလဲဆိုတော့ရန်ကုန်မှာရှိရန်ကုန်မှာခြေဆိုင်ထားတဲ့ဒီဟောပေါ့နော်ဖင်လန်ဖင်လန်တန်ယုံပေါ့နော်တန်ယုံကအခုမြန်မာပြည်မှာအဲ့ဒါကြီးပိတ်သိမ်းတော့မယ်လို့ကြားပါတယ်မြန်မာပြည်မှာမြန်မာပြည်ဝင်မလားဆိုတော့မဟုတ်ပါဘူးပြည်ပမီဒီယာရဲ့အချက်ကရေးပါလိမ့်မယ်မြန်မာနိုင်ငံမှာရှိတဲ့တန်ယုံကိုပိတ်တော့မယ်လို့ဖင်လန်ကကြေညာပါတယ်လို့ပြည်ပမီဒီယာရဲ့ရေးပါလိမ့်မယ်မြန်မာပြည်တင်ကြီးအချင်းတော်မလို့ခြင်းနဲ့အချမ်းဖက်မီဒီယာတွေကရေးပါလိမ့်မယ်တကယ်တော့ဖင်လန်ကမြန်မာမှာရှိတဲ့တန်ယုံတွေမဟုတ်ဘူးနိုင်ငံသုံးနိုင်ငံမှာဖွင့်ထားတဲ့တန်ယုံတွေကိုပိတ်မှာ ။သူကမြန်မာကိုအမေရိကလိုပြည်တာမဟုတ်ဘူး။သူကသူပိတ်ဖို့ရာထားတဲ့ပြင်ထားတဲ့တိုင်ယုံသုံးခုနိုင်ငံသုံးခုရှိတယ်။အဲ့ဒါဆိုကြတော့သူမြန်မာမြန်မာနဲ့ပြီးတော့အာဖဂန်နစ္စတန်ပါကစ္စတန်နော်အဲ့နိုင်ငံနှစ်ခုနဲ့မြန်မာနဲ့နိုင်ငံမြန်မာအာဖဂန်နစ္စတန်ပါကစ္စတန်ဒီသုံးနိုင်ငံရဲ့မှာချိတဲ့သူဖင်လန်တိုင်ယုံတွေကိုဖင်လန်ကပိတ်မယ်ဆိုရင်ကျင်းရပါလေ။ပဲမြန်မာ28ရက်နေ့မှာတရင်ထုတ်ပြန်တာပါ။28ရက်ထုတ်ပြန်ပြီးတော့ဒါအများပြည်ကျင်းရတာဘာလို့လဲဆိုတော့2026ခုနှစ်ပြည်လာမနေတော့စာပိတ်ပါမယ်။ဘာလို့ပိတ်တာလဲဆိုတော့ ဲလိုအထင်မဲ့ရုပ်ရက်နိုင်ငံတွေကအာဖဂန်နစ္စတန်တို့ပါကစ္စတန်တို့မြန်မာတို့ဘူလို့စစ်ပွဲတွေကြောင်းပါကြောင်းကြောင်းပိတ်တယ်လို့ကျွန်တော်ထင်ရရှင်းရပါလိမ့်မယ်တကယ်တော့နိုင်ငံဆက်ဆံရေးတရမဆက်ဆံရေးမှာအမ်တန်ယုံထီမထားတော့ဘဲနဲ့တခြားဒီဟိုအစင်းနှိမ့်ချ short ချတောင်းလို့လေဒီဂျာမန်ဆယ်လာနဲ့နိစတဲ့တခြားနိုင်ငံတခုရဲ့တာဝန်နဲ့ပေါင်းထားတာမျိုးတွေခါနေလဲလုပ်လို့ရတဲ့သဘောမျိုးတွေရှိရပါဗျာ။ဒါဆိုသူတို့ကနိုင်ငံဆက်ဆံရေးမှာဆယ်လာနဲ့မြန်မာနဲ့ဂျာမန်ထားပါတော့အကြီးကြီးမှလုပ်เสียမရှိဘူးဆိုပါစို့မရှိဘူးဆိုရင် ကြာတော့တိုင်းအောင်ဖွင့်တဲ့ကုန်ကြမ်းစစ် cost ရှိတယ်ပြီးတော့အရန်ကိုဒီမှာလာဖွင့်လို့သူ့အတွက်အကျိုးမြတ်မရှိနိုင်ဘူးဆိုတော့သူတိုင်းအောင်ပိတ်ရှင်ပိတ်လို့ရတဲ့သဘောအဲ့တော့မြန်မာနဲ့ဖင်လန်နဲ့ဂျာမန်ကြီးကြီးမားကုလူဆက်ဆံနဲ့ပေါင်းသစ်ဆက်ဆံနိုင်တဲ့ကြီးကြီးမား issue တွေမရှိရှိတာနည်းတဲ့ပုံပေါ်ပါတယ်ဒါကြောင့်မို့လို့လေဖင်လန်ဘက်ကလည်းတိတ်ပြီးတော့ဖြစ်ဖို့သူရှိသူ့နိုင်ငံသွားလဲတဲ့မြန်မာသူ့နိုင်ငံမှာ ਨੇ သွားပြီးကြောင်းပြည်နိုင်ကိစ္စတောင်းတတဲ့မြန်မာစသဖြင့်ပေါ့ထွေထွေပေါ့ဗျာသူ့နိုင်ငံနဲ့စီးပွားရေးလုပ်တဲ့မြန်မာစသဖြင့်အဲ့လိုမျိုးစုံရှိနေမယ်အဲ့ဒါတွေအကုန်လုံးမှလည်းတိတ်ပြီးတော့ ရှိရပုံမပေါ်ဘူးဒါကြောင့်မို့လို့ဒါဖန်ဖန်ပိတ်တဲ့သဘောရှိတယ်ပိတ်တော့သုံးနိုင်ငံလုံးကိုပိတ်လိုက်တာမြန်မာပါကစ္စတန်အာဖဂန်အာဖဂန်နစ္စတန်ပေါ့ဒီလိုမျိုးနော်ဒီမိုကရေစီနိုင်ငံဒါသူပိတ်တာသူကျင်ရတာဒါပေမဲ့ပြည်ပြုပ်ဆိုရတော့ဘလို့ရေးမလဲဆိုမြန်မာနိုင်ငံမှာရှိတဲ့တိုင်ယုံဖင်လန်တိုင်ယုံပိတ်လိုက်ပြီးပြည်ထောင်စုဖင်လန်ကပဲမြန်မာတို့လုံးဝဆက်ဆိုင်ဖြတ်တော့ပြီးလုံးဝမြန်မာနဲ့စစ်နေပါမျိုးစုံသူရေးကြနေမှာရေးကြနေမှာမဟုတ်ဘူးဒါပေမဲ့တကယ်ကြတော့အဲ့လိုကြီးတော့မဟုတ်ပါဘူးဗျာသူ့ဟာသူသူ့အစီအစဉ်နဲ့သူသွားနေတာသူ့ပလန်နဲ့သူသွားနေတာပါနိုင်ငံတကာနိုင်ငံခြားနိုင်ငံတကာနိုင်ငံမှာတိုင်ယုံသွားဖွင့်တယ်ကိုယ့်နိုင်ငံအတွက်သိပြီးတော့ ဟိုအကျိုးမရှိနိုင်တော့ဘူးလို့ယူဆအဲ့တန်ရုပ်ကိုပိတ်ရှင်ပိတ်ပါလိမ့်မယ်ဒါတော့တရားဝင်မြန်မာနိုင်ငံရဲ့ဥပဒေနဲ့တရားဝင်တင်ပြထားပြီးသားဖြစ်ပါလိမ့်မယ်မြန်မာနိုင်ငံရဲ့ဥပဒေနဲ့လည်းအဲ့ဒါကိုအတိအမှတ်ပြုပြီးသားအတိပြုပြီးသားလက်ခံပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့မြန်မာဘက်မှာရှိတဲ့ဖင်လန်တန်ရုပ်ပိတ်လို့ဆိုရင်ဖင်လန်မှာရှိတဲ့မြန်မာမြန်မာရဲ့တန်ရုံနဲ့ပတ်သက်သောဆက်ဆက်သောတန်ရုံတက်ခဲ့သူတို့ရာရီရောဘာလို့မှလဲဆိုရင်အဲဖက်ထားနေထားလိမ့်မယ်ဆက်ရှိလည်းရှိလိမ့်မယ်ကိုလက်ပြကတကုတ်ကလည်းရက်ဆိုင်နေတာဖြစ်လာလို့ဖြစ်နေတယ်ဘာဆက်ဖြစ်လို့မသိဘူးမယ်ဒီကြတာတော့ကိုယ်နိုင်ငံအတွက်ကျိုးရှိလို့ကိုယ်ကဟိုမှာဆက်ထားရင်ထားပါလိမ့်မယ်ဒါကတော့ရှင်းရှင်းလေးပြောရရင်ပေါ့နော်အဲ့တော့ တိတ်ပြီးတော့ဟိုတိတ်တန်ရုပ်ပိတ်မဲ့ကိစ္စဒီဘာမှနိုင်ငံရေးတွေဘာရေးညာရေးတွေမဆိုင်ပါဘူးလို့ဆရာကတည်ရတခါကျူပြောထားတာပေါ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ခုကဂျာပန်ဆရာတို့ရဲ့ဗီဒီယိုဖိုင်ကိုဆက်နားထောင်ကြည့်လိုက်အောင်နော်ညိုရီတတိတတိကောလောနဲ့တက်ခင်ပါကဒီနေ့ဟာ AC ပဲမဆက်ရှိရဲ့ဆက်လာပါ2025ဖြစ်ပါတယ်ဗျတတိတတိနော် တာဦးစင်းရဲ့အာယုံစစပေါ့နော်ထမင်းလေးကြိုက်တယ်ကျုပ်တလုံးစီလေးရဲ့ကော်ဖီချိုင်းရဲ့အဲ့လိုမရှိအခါမုန်းနေရတော့ဒီဘက်မှာနေရလာလူထားရမုန်းနေရရှိတယ်ပဲနော်ဒါနဲ့တိတ်ပြီးလဲမဟုတ်တိတ်စားတော့အဲ့ဒီနေ့ဘာပြောချင်တာလဲဆိုလို့ရှိရင်တိုင်းမမှာတွေ့နေရတဲ့ကုသိုလ်ဘွေကြီးလွတ်တာဝန်တာပါတယ်တဲ့ကုသိုလ်ဘွေကြီးလွတ်လို့ဝမ်းမြောက်ဝမ်းတာဖြစ်မိပါတယ်တဲ့ပြောနေကြတယ်ဗျာနော် တော်တော်ဝေးလွတ်ထောက်ပြည့်လို့ပေါ့နော်ဒီလိုအမျိုးမျိုးအဝေပေါ်ပြောနေကြတချို့လဲလိုက်များများရခြင်းမွန်ကြတယ်တချို့လဲဆယ်လီဖြစ်ခြင်းမွန်ကြတယ်ပေါ့နော်ပေါ်ပါလေမိသားစုမှာဆယ်လီဖြစ်နေဆယ်လီဖြစ်ရင်ချုပ်ချောက်ခံရတာများတယ်နော်ဒါမှမဟုတ်ဆယ်လီဖြစ်တာလုံလုံတဲ့နေရာပဲပေါင်းနေတယ်နော် ကစင်းတို့ဆိုတာကငကိုကလေးခိုင်ချင်းနဲ့လူတိုင်းလာကြောင်းကနေလာခဲ့တာအမှားခံတယ်အဲ့လူတိုင်းနဲ့ဟိုအမျိုးကစင်းတို့ကညှော်လင်းချင်းနဲ့လည်းလုပ်နေကြတာမဟုတ်ဟိုအမျိုးဘာသာတရနာအတွက်ကိုဆောက်ရှောက်မဲ့သူကာဝယ်ပေးမဲ့သူမမမမယက်တီမဲ့သူကဦးစင်းတို့ကဝိုင်းရထောက်ခိုင်းနေကြတာဝိုင်းရထောက်ခိုင်းကြတာ ။အဲ့လိုနေစားချောင်းပေါ်မလာ။အဲ့တော့အနေရီလည်းဒီကြီးဖြစ်မှာဘူးတော့မစိုးရိမ်တော့ကြောက်တတ်တော့နော်။ကိုယ်တော်ကြီးလွတ်ပြီးဆိုမှဒီမင်းလည်းတွေ့ရတယ်ကเนาะကြည့်လိုက်တော့အဲ့တော့ကိုယ်တော်ကြီးဒီမြို့သား900ငါးနဲ့လွတ်မှာပါအ ဒါ nga nga ပုံမှာအတုတ်နှစ်ကတော့ပြုတ်သွားတာပေါ့နော်ဒါနဲ့ကိုယ်တော်ဝိတီလက်နဲ့မှုရဲ့ကာဝတ်တော်မှုရဲ့ရှိသေးတာနော်အကာဝတ်တော်လက်နဲ့မှုက6နှစ်လားမသိကာဝတ်တော်မှုကအမြင့်ဆုံးဆိုတော့၃နှစ်ထင်တယ်ဗျနော်၃နှစ်ထင်တယ်ကိုယ်နှစ်၃နှစ်အလောင်းမတို့၁၇နှစ်ကြာတာဆိုတော့ ကြားဝင်မယ်။ဘာကြောင့်ဘုရားဘုန်းကြီးဒီရှင်းနေကြတယ်ဟာရှင်းနေကြတယ်။ဘုန်းကြီးနော်ဘုရားဝင်လောကလုံးကဘယ်လိုတွေ့ပါဦး။ဘာကမဆက်သေးဘူး။ပြီးတော့ဒါနဲ့ပုံမှန်တစ်ခုကလည်းနိုင်ငံရင်းနဲ့အတိတ်ကြီး ဒါဆော့ရတွေပဲရနိုင်မယ်လို့ထင်တယ်။ဒီမှာ၃ဘုတ်တစ်ခုလို့၄ဘုတ်တစ်ခုလို့၅ဘုတ်တစ်ခုလို့အဲ့လိုတွေပြီးမှသာလေဦးစင်ကတော့လွတ်မြောက်မယ်လို့တုံ့တန်မိတယ်ဗျ။အော်ဆိုတော့နိုင်ငံရေးပုံမှန်90ညတို့905တို့အဝါတွေနဲ့ဆိုရင်တော့အချိန်မီလွတ်သွားနိုင်တာပေါ့နော်အချိန်မီလွတ်နိုင်တယ်။ကျန်တဲ့ပုံမှန်တွေဆိုတော့ဆော့ရလောက်ပဲရမယ်ဒီနေ့ထောင်ထဲမှာတစ်နှစ်ကိုအနေထိုင်ကောင်းလို့ရှိရင် ရွှေလျှော့တာတွေအများကြီးနလားလောကအဲ့ဒါမလျှော့တာတွေရှိတယ်နော်လျှော့တာတွေရှိတယ်ဆရာဘာကြောင့်မလို့အနေထိုင်လဲကောက်မဲ့ခေါင်းနဲ့စီကနိုင်လဲနေမယ်ဆိုလို့ရှိရင်တော့နော်ဆိုးရနော်ဒီကောက်ဝယ်ပြီးလို့ရှိတော့တိုင်ခန်းတော့ဆက်လာအောင် မလို့ဦးစင်းတော့တုတ်တက်ပြီးတယ်ဘာလို့လဲဆိုတော့မင်းမြောင်းမင်းလွဲမှာရွက်ောက်ပွဲရလာနေကြ အဲ့တော့မင်းတော်မင်းရဲ့မှာရုပ်ောက်ပွဲအတွက်ဦးဇင်းတော်ဟုတ်လားကိုယ်တွေပဲစူတောင်းပေးရမှာကိုယ်တွေစူတောင်းရမှာရုပ်ောက်ပွဲနဲ့နောက်နောက်မင်းပြောင်းမင်းရဲ့အခါမှာအာဘာလို့အဆောလို့ရှိကက်ချာချာအကျဉ်းသားတွေလည်းပါနိုင်တာပေါ့နော်အချာချာအကျဉ်းသားတွေလည်းပါနိုင်တယ်ဒါကြောင့်ဘုဇော်ဝိဒီလုံးဝလုံးဝမလွတ်သေးပါဘူးဆိုတော့ဒီဒီနာအလုံးကိုသိသိချင်ပါလေကနော်ဒီလိုပဲလွတ်တဲ့ဆိုတာက905ပုံမှာပြုတ်သွားတာပဲရှိရနော်905ပုံမှာလွတ်သွားတာပဲရှိပါတယ် ။ဒါနဲ့ပုံမှန်အေးဘယ်လိုတည်းတကြောင်ဘူးတော့ဘယ်ထောင်ထဲမှာကြမ်းကြမ်းမှမှဆန်းကြမ်းတာတာနဲ့ရှိနေတဲ့ဆိုရင်အကြောင်းလေးကိုဒါပြောပြခြင်းဖြစ်ပါလိမ့်ကြအားလုံးတော့ပါပဲဗျ။